ုတ်ကဲ့ကျမကတော့ပြောချင်တာကတော့ယောဂဆိုတာတော့ဘယ်လိုလူမျိုးမှမဆိုယောဂဖြစ်နိုင်တာပဲပေါ့နော်။ဒါပေမဲ့ HMB ပိုးဖြစ်ဖြစ်ယုံနေတော့ဘဝကိုအဆုံးပေးစရာမလိုဘူးပေါ့နော်။သူတို့ဘဝအတွက်ဒါသူတို့ဒီလိုမျိုးယောဂကုတယ်ဆိုတာအရင်ရင်ထဲကသူတို့ကာကွယ်မှုတွေမလုပ်ခဲ့လို့ပေါ့ဒီလိုမျိုးတွေဖြစ်တာလေတချို့ကြတော့လေဘဟုသူတတွေဘာတွေလဲမရှိဘူးလေကာကွယ်တာတွေဘာတွေလဲမလုပ်ဘူးဆရာရဲ့မထောက်လို့လား ။တချို့ကြတော့လည်းမကူးသင့်ပဲကူးဆဲရတယ်အဲ့ဒါတွေလည်းရှိတယ်လေအမျိုးမျိုးတွေရှိတာပေါ့။ကဲအရင်တည်းဖြစ်တဲ့လူတွေလည်းသူတို့မှသူတို့တွေကအများဖြစ်တော့အားငယ်ကြတာပေါ့ဒါမဲ့သူတို့တွေဒီမျိုးယောဂဖြစ်လို့သူတို့စိတ်ဓာတ်မကြအောင်လို့တော့ဒီလူတို့လည်းဝိုင်းမကူညီရမှာပေါ့နော်။ဒါမဲ့သူတို့လည်းပြောချင်ပါတယ်စိတ်ဓာတ်မကြပါနဲ့လူလူချင်းပဲမှလားလူလူချင်းပဲလူ သူတို့ကလည်းခံစားခွင့်ရှိတယ်လို့ပေါ့နော်ညီမတို့လည်းပဲကူညီပေးရမယ်သူတို့စိတ်ဓာတ်မကျရအောင်ညီမတို့လည်းသူတို့ကိုစကားနည်းနည်းလည်းဝိုင်းပြီးတော့ကူညီပေးရမယ်နောက်နောက်မူရနဲ့ပဲဖြစ်ပေါ့နော်သူတို့သူတို့ကိုပျော်ရွှင်အောင်လက်ထားရမှာပေါ့နော် အခုကတော့ဟိုနှစ်သိမ့်ဆွေးနွေးပေးတဲ့ဖွဲ့စည်းကြလဲအများကြီးရှိတယ်။ဆေးရုံဆေးကန်းတွေမှာလည်းဆေးဘယ်နေရာမှာမဆိုဆေးရုံတွေမှာလည်းဆေးတွေကိုအခမဲ့ဖြန့်ပြူးပေးနေပါပြီပေါ့နော်။ကျမတို့မြောက်ပြည်မှာဆိုလည်းအကုန်လုံးကုသမှုပိုင်းကအကုန်လုံးအခမဲ့လုပ်ပေးနေတယ်။ကျမကိုနိုင်ရလည်းစေတနာဝန်ထမ်းဆိုတော့အကုန်လုံးဘဝသူတွေလက်တွဲခုံယူတယ်။ဒါမို့ကိုလိုပိုးစီးတဲ့သူတွေကအိမ်ထဲမှာမနေပါနဲ့။ကိုမွန်လင်းလင်းဆက်ဆံမှာကိုကပြည်သူလူထုကကိုယ်ခွဲကြတာမဟုတ်ဘူး။ကိုကကျမကတည်းကခွဲကြလိုက်တာဖြစ်တဲ့ဆိုအဲ့လိုမဖြစ်အောင်လို့ လိုက်လိုက်နာပါဗောနော်ကျမတော့ဘသူလိုမျိုးလာလာ အကုန်လုံးကျမကူညီတယ်လမ်းညွန်ပေးတယ်နှစ်သိမ့်မှုပေးတယ်ကူညီပေးတယ်ကျမတို့အခွင့်နဲ့တွေ့ရင်ပျော်ရွှင် ရမှာပါချမ်းစိတ်ချမ်းသာရမှာပါအဲ့ဒါတကူကတော့ကျမအာမခံ AI နဲ့ဖြစ်ရလို့ဗောဒီဘယ်လိုမြင်လဲဆိုတော့သူတို့ဗောဒီလို AI တည်းဖြစ်ရတော့ဘယ်သူမှတော့မဖြစ်ရှင်ဘောနော်သူတို့ဖြစ်ရတော့ဘယ်သူမှဆိုတော့ဝန်းနှင်းပဲပြီးတော့သူတို့ ပြောက်ရှင်တော့အဲ့ INDS ကသူတို့ကပြောက်ရှင်ဒါပေမဲ့ပြန်ပြောက်ဖို့ကလုပ်ဖို့ကလည်းမဖြစ်နိုင်ဘောဘယ်လိုလဲအခက်ခဲအများကြီးတွေ့မှာသူတို့ကဝယ်နေမှာဒါပေမဲ့ AID ကဖြစ်တဲ့လူတော့တမီပြောရှင်ပါတယ်ဝယ်မနေပါနဲ့လို့ပါတယ်အတင်းဘောဘောနော်ဒီလိုဆက်သွားပါလို့တမီအားပေးရှင်ပါတယ်ဟုတ် တာတော့တောင်းကြတယ်ဆွေးကြတယ်တော့ပညာဒီအချမ်းဒီအရာကြီးအောင်နားလဲတယ်လူကတော့ကတော့တောင်းကြတယ်နားမလဲကြတယ်မတောင်းကြအဲ့ဒါသမီးတို့ကလည်းပျော်ပြတယ်သင်းကသမီးတို့တိတာတရတို့ပျော်ပြတယ်ပေါ့အဲ့ကြမတို့တို့လည်းအခုချိန်မှာတောင်းတယ်လို့လည်းအများကြီးတောင်းလာပြီးပုံတော့လိုင်းဆက်ဆက်မှုကအချမ်းဒီအရာကြီးဆိုတာဖြစ်သွားတာပေါ့နော်